ဆန္ဒသည်ကိုယ့်ရဲ့ခံစားချက်စိတ်ရဲ့ပုံဖော်မှုပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဆန္ဒကိုကိုက ပုံဖော်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာ အနတ္တရဲ့သဘောကိုဆင်ခြင်ငါတော်မှငါမှမဟုတ်တာအဲ့ဒီအတိလေးရှိထားရင်ငါမှငါမဟုတ်တာဆိုတဲ့အတိလေးရှိထားရင်သူများကငါအတိုင်းဘယ်တော့မှမဖြစ်ဘူးဆိုတဲ့သဘောကိုဆင်ခြင်သွားနိုင်ရင်လူချင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမကျမှုတွေကိုလျှော့ချနိုင်တယ် မျောလင်းချက်တွေတအားထားတဲ့အခါမှာမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာခုနကဘုရားရဲ့တရားတော်တဲ့ဩဘာမှမမြဲဘူးဆိုတဲ့အသည့်ငါမဟုတ်ဘူးဆိုတဲ့အသည့်ရှိနေရင်မျောလင်းချက်ကိုတစ်ထစ်လျှော့ချရင်ကိုရော့လာသူများကိုမလျှော့နဲ့ကိုဘာသာကို အရင်လျှော့သူများကို ကိုနဲ့ညီအောင်မညှိနဲ့ကိုကိုကိုအရင်ညီအောင်ညှိကိုကိုအရင်ညီအောင်ညှိဖို့ဆိုရင်ကိုကိုအရင်တိအောင်လုပ်ရကိုကိုကိုအရင်တိရင်ကိုဘာသာကိုအရင်ညှိလိုက် ိုနဲ့ကိုစိတ်နဲ့ကိုကိုညီသွားပြီဆိုရင်သူတစ်ပါးကလာညှိเสียမလို့တော့ကိုဘသားကိုအပီပင်ညီသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ခံစားချက်မှုလည်းယော့သွားမယ်ကိုရဲ့မျောလင်းချက်ကလည်းပဲအလိုမကျမှုကိုပို့ပြီးတော့မဖြစ်စေတော့ဘဲနဲ့ဘဝမှာလေနေရထိုင်ရတော့တတ်တာတာပဲဆိုတော့မျောလင်းချက်အာကြီးတဲ့ပုဂ္ဂိုလ်ကအလိုမကျတာတွေများတတ်တဲ့အတွက်ကြောင့်အလိုကျတာတွေရှိချင် အလိုကျချင်လိုချင်တာတွေကိုလျှော့ရမယ် စိတ်တိုင်းကြခြင်းစိတ်ရိုင်းတွေကိုလျှော့ရမှာဖြစ်တဲ့အတွက်ကြောင့်သူများကိုမလျှော့နဲ့ကိုဘသာကိုလျှော့သူများကိုမညှိနဲ့ကိုဘသာကိုညှိသူများကိုမကြည့်နဲ့ကိုဘသာကိုညှိပြီးတော့ကိုယ့်ကိုယ်ကိုဆုံးမနှလုံးလှတဲ့လူသားများအတုံးကြတဲ့လူသားများဖြစ်ကြပါစေကုန်တော့တည်